ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တောင်းရန်တူတော်မှလာဒီတစ်ခါနဲ့လည်းမတူတော့ဖြစ်တယ် မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်လူအောင်ထောင်နဲ့ကြည်တေဆုံးရာနဲ့ကြည်ပျောက်ဆုံးတောင်းနဲ့တန်းနဲ့ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ အမြည်တက်လို့မရတဲ့တဘာဝဘေးရန်ပြီးငလင်လုတ်ခတ်မှုကာလဝိပတိဣဒုံဆိုဒီကမှုတဘာဝဘေးရန်ပြီးရဲ့ဆိုတာကတော့တာစီလို့ကျိုတင်သိမြင်နိုင်စွမ်းမရှိတာလဲပါတယ်ကျိုတင်မြင်စင်မှုတွေဖြစ်ပေါ်ပြီးနောက်တိုင်းပြည်နဲ့လူလူကိုစေတနာမထားတဲ့ခေါင်းဆောင် မတရားတဲ့ရုပ်မာတဲ့တိုင်းပြည်ကိုအိုးဆိုးတဲ့ကာလအချိန်ကာလကာလဝိပတ္တိဒီအချိန်မှာတိုင်းပြည်ပြည့်စည်ခြင်းစစ်မှတ်ဖြစ်ပွားခြင်းအချိန်နေရာလေကာလဝိပတ္တိတဲ့မှာပါဝင်နေအဲ့တော့ပြစ်ဆက်ရအရာမနေတဲ့မနေအပ်တော့အရာရေမီမင်းခိုးသူမချင်းမနစ်နဲ့တော့သူရန်သူမျိုး၅ပါးကကြည်၃ပါး ဩဃာတဘုရားရှိခိုးထဲမှာ ပါတဲ့ရန်သူမျိုး၅ပါးကကြီး၃ပါးကြော်နိုင်နင်းနိုင်ကြပါလို့ဤကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာတွေအမြဲစုတောင်းခဲ့တယ်စုတောင်းမပြည့်ခဲ့ပါဘူးမပြည့်ခဲ့ဘယ်ဘုရားမှလည်းလာမကယ်ဘူးလို့ပြောတဲ့နေခဏခဏကြားရပါတယ်ကျွန်တော်တို့ဗုဒ္ဓကတော့အတ္တဟိအတ္တအတ္တဟိအတ္တဘာလဲအတ္တဟိအတ္တနောနာတော့ မိမိကိုယ်တာမိမိကိုယ်ွယ်ရာလို့ပြောခဲ့မှာဆိုတော့ကကျွန်တော်နိုင်ငံတွင်ကမြန်မာနိုင်ငံသူနိုင်ငံသားဖြူဒီနီဒီစိမ့်ဒီပြာဒီဝါဒီနိုင်ငံရေးယူဆသဘောတရားအားလုံးကင်းကွာပြီးလူကိုလူလို့မြင်ပြီးလူသားတွေတည်ဆုံမှုအတွက်ကျွန်တော်လူမျက်ကြောင်နဲ့အတူဒီဗီဒီယိုကိုလက်ရှိကြည့်နေတဲ့ရဲဘော်မိတ်ဆွေအားလုံးက 进入，我内种是当于吸收干了你的教育。小娃咪，你心没比身体嘛？你离不离的？啊，比没比住对生命？ ကာလဝိပတ္တိဆိုရဲရုပ်မာတဲ့ခေါင်းဆောင်ပုံစိုးတဲ့အချိန်ကာလဒီကာလတွေမှာအရှင်ဘုရားကမကောင်းမှုတွေအကျိုးပေးမှုအခွင့်တာတာတာသွားတယ်လို့ကျွန်တော်တို့ဗုဒ္ဓရဲ့အဘိဓမ္မာတို့ညွှန်ပြချက်တို့ညွှန်ကြားချက်တို့ဟောပြောချက်တို့မှာဆိုပါလူများဟာကာလဝိပတ္တိဆိုတဲ့ကာလမှာဆင်းရဲဒုက္ခမျိုးစုံကျုံရဲ့ အစာရည်စာငတ်မွတ်တာတွေထွက်ပြေးရတာတွေပုန်းရှောင်ရတာတွေစားချင်တာမစားရတာတွေချစ်သူနဲ့ကွဲကွာရတာတေလောက်တဲ့ယောဂကိုလေးတွေတော့ကုတပေးမဲ့ဆရာဝေသိတော်တဲ့စေဝါတွေမရလို့အသက်ဆုံးရှုံးရတဲ့ဒုက္ခတွေကြုံရတတ်ပါလေကာလဝိပတ်တည်းမာဂန္ဒယုံဆရာတော်ရှင်စနကပြုတ်သွားတယ်ဟောကြားချက်တယ်ပါပါ ဲ့တော့ကာလဝိပတ္တိဆိုတဲ့ကာလကိုအဆုံးတတ်ဖို့နီလံပေါင်းစုံရှိတဲ့အထင်မှာပါလက်ရှိတော်လန်ကြီးဆင်နွှဲနေခြင်းကတော့အဓိကအခက်ရကြတဲ့ကိစ္စပါဒီလိုမျိုးတိုင်းပြည်နဲ့အဝမ်းအဓိကမန္တလေးစကိုင်းပေါ့ဗျာဒီနေရာတွေမှာလူပေါင်းတောင်းနဲ့သိန်းနဲ့ချီပြီးအဓိဒုက္ခရောက်နေတဲ့အချိန်ပါဖက်စစ်တပ်ဟာလူမဆန်တဲ့ရုပ်မာတဲ့လုံရက်တွေကို ဆက်လက်လောက်ကင်နေပါလေအရင်ကလည်းလောက်ခဲ့တယ်အခုလည်းလောက်မယ်နောက်လည်းလောက်အောင်မှာဖြစ်ပါမယ်မကွေးကိုဒီကနေ့မနဲ့မှာလေနဲ့ဘုံချဲချပါလေမကွေးလေတဲ့ကြောက်လူကတတ်တဲ့လေရင်ဟာစလင်းမြို့နဲ့ကံပြားရွာအနောက်ဘက်မိုင်းတိုင်း၁၈ပတ်ချလေတညောင်း မနက်၈နာရီ၁၀နာရီ၈နာရီ၅နာရီ၃၃အတွဲလိုက်ဘုံကျဲပြီးတော့၈နာရီ36အတွဲလိုက်၃ချီ၈နာရီ38အတွဲလိုက်ချင်းဒီအချိန်တွေစစ်ကောင်စီကရုပ်ရုပ်မာမာလောက်ကန်ဆောင်ရွက်နေပါတယ်အရှိရတွေတုန်းကနောင်ချူဆောင်အစရှိတဲ့ဒေသလူ မနေ့ကဆိုရင်နောင်ချုပ်ကိုထတ်ချင်ဘုံချဲမှုတွေတရဇက်တိုင်းပြည်ပြက်နေတဲ့ကာလမှာဘုံချဲမှုတွေတရဇက်လောက်ပါငလျင်လောက်လို့တိုင်းပြည်ပြက်နေတဲ့ကာလနောက်တစ်ခုကနိုင်ငံတော်အဆင့်အထိမ်းအမှတ်ဝန်းနေတဲ့နေ့လို့ဆိုပြီးတော့လာသမျှလေရင်ကွင်းကအကူအညီပစ္စည်းတွေကိုခိုးဝက်ပြီး ဖက်စစ်တဲ့အတွက်ရိတ်ခါဘူးနဲ့ပြည်သူကိုတတ်ဖို့လီမြန်နဲ့ဘုံချဲဖို့ဒုံးချီဘူးတွေအတုပ်ပြုနေပါလေနိုင်ငံကခမညာနိုင်ငံကကူညီစာနာမှုတွေကိုကျွန်တော်တို့ဂင်နီယာကနေလေးစားစွာကျေးဇူးတင်ပါတယ်ဒါပေမဲ့လူကြီးမင်းတို့ရဲ့ကူညီမှုတွေဟာကျွန်တော်တို့ကိုတတ်မဲ့ကြည်စံဘုံနဲ့ဒုံးပြန်ဘူးတွေဖြစ်သွားနေပါတယ် မင်းဘာကြောင့်ဒီလိုပြောလဲလို့ကျွန်တော်တို့စဉ်းစားကြရအောင်။နေမြန်တဲ့ဘုံချေးတဲ့အချိန်ပေါင်း28ရက်နေကနေဒီနေ့ထိဆိုရင်9ချိန်နဲ့9ချိန်ကြာမှရှိနေပါ။ဒေတာ9ခုလူကြီးမျိုးတွေအကူညီတဲ့ငွေကြေးပတ်စံတွေဟာအကူညီပစ္စည်းတွေဟာပတ်စစ်တဲ့တတရှိခါမှုတဲ့ ပြည်သူကိုတတ်ဖို့လင်းမြန်ဒုံးကျည်မှုတွေဖြစ်လို့နေတဲ့အကြောင်းတိတိကျကျဒီနေရာကနေလူမျက်ကြော်ကပြောပြပါစီလူမျက်ကြော်ပြောမှသိတာလားဆိုမပြောလို့မသိဘူးဘာလို့မသိလဲဆိုတော့သိတာဒီကနေ့နိုင်ငံတကာသတင်းတောက်တွေဝင်ခွင့်တောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တပ်ဟာအကြောင်းပြပြီးခွင့်မပြုပါဘာကြောင့်ခွင့်မပြုလဲဆိုတော့စုံမထိန်ချုပ်တဲ့သူ့ရဲ့မျိုးပြတွေမှာ ကူညီကေစည်လုံးဝလုံးနေပါဘူးနိုင်ငံတော်အဆင့်ကူညီကေစည်လုံးဝလုံးနေပါလက်ရှိနိုင်ငံတကာပေးရထားတဲ့ငွေကြေးအသုံးဆောင်အကူအညီပစ္စည်းတွေတပြားတစ်ချက်မှအောက်ချီပြည်သူလူထုစီကိုဒီကနေ့ကျွန်တော်ဒီလိုပြောနေတဲ့အချိန်ထိမရောက်သေးပါလုံးဝမရောက်သေးပါမန္တလေးလိုမြို့ပြကြီးပေါ်မှာကူညီကေစည်ရေးလုပ်ဖို့စကိုင်းဖီလာဆိုတဲ့ကွန်ဒိုတစ်ခုကလွှဲရင်ကျန်တဲ့နေရာတွေမှာလောက်လောက်လာလာဘာမှမရှိတဲ့ စကိုင်းမှာတော့အလောင်းထဲ့ဖို့ဓာတ်ဘော်ဒီထဲ့ဖို့အိတ်တော့မရှိပါနိုင်ငံကကုညီကယ်ဆယ်မှုတွေအဟောတိကံဖြစ်နေတာကိုကျွန်တော်တို့များစွာစိတ်မကောင်းဖြစ်ရပါတယ်ဒါကြောင့်မို့နိုင်ငံကကလူကြီးမများခင်ဗျာလူကြီးမတို့ရဲ့လူသားချင်းစာနာမှုရာကုညီပေးမှုတွေကိုလေးလေးစားစားကျေစုတင်ပါတယ်သို့တော့ပြည်သူကိုပြန်တက်ပြီးပြည်သူပတ်စံနဲ့ ပြည်သူအခွန်ဝေနဲ့ပြည်သူလဆစားနေတယ်ပြည်သူကိုကျေးဇူးကမ်းတဲ့ကောင်တွေလက်ထဲမထည့်ပဲပြည်သူလူထုထံတိုက်ရိုက်ပေးအပ်ဖို့ဒီနေရာကနေလေးလေးဆာဆာထက်မှန်ထက်မှန်အခါခါအတတ်တတ်တောင်းစုလိုပါတယ်ဒီနေ့လူမြတ်ကျော်ပြောတဲ့စကားကိုကျွန်တော်လူမြတ်ကျော်တရားရာခိုင်တော့အပြည့်အဝတာဝန်ယူပါတယ်မင်းကဘာလို့ဒီစကားတွေကိုပြောနေတာလဲမင်းမှာအချက်လက်ပါရှိတယ်ကျွန်တော်တို့မှာ သူမနာကြောမှာဒံယာရီနဲ့ပါဒံယာရီနဲ့ပါတမိုင်းမှာတွေ့ကြုံကြုံခဲ့တဲ့နာကိအနည်းဆုံးတော့ရေပင်းဘို့ရှိကကိုဗစ်ဒီကာလတွေမှာစစ်တပ်လောက်ပါရှိနေစေကာလအတွင်းမှာကျွန်တော်တို့ဟာစစ်တပ်ခိုးသမျှရပြီးစစ်တပ်ကပေးတဲ့မိုတက်လောက်ကအစားစာလေးကိုကဲပါတစားစာတောင်းယူပြီးအသက်ရှင်အောင်ရည်တည်နေရတဲ့ဒံယာရီကျွန်တော်တို့ဘဝတသက်တာအပြည့် ဒါကြောင့်မို့နိုင်ငံတကာကဒီစကားကိုတိတိကျကျတရားရာခိုင်လုံးတာဝန်ခံပြောကြတာဖြစ်ပါတယ်။အဲ့တော့ဘာကြောင့်တုံးကြီးကိုကြည်စံမှုပြီးထပ်ဖြစ်လဲဆိုရဲဒီနေ့တတိပြချက်စလင်းမြို့နယ်ခြေရွာလေးခုတိုက်တယ်လို့ကျွန်တော်လေမြန်နဲ့ဘုံကျဲတယ်လို့ကျွန်တော်ခုနပြောပြီးပြီတောင်တွင်းကြီးမှာလည်းတိုက်ပွဲတွေဖြစ်ွားနေတယ်စလင်းစလင်းက စကိုင်းတိုင်းဆက်လင်းကကံပြားရွာတစ်ခေါက်တောင်ရွာအပောင်ကြီးရွာမီးရွာခုနပြောပြတာအဲ့တော့အချီနီကတော့ဒီလိုဖြစ်နေပါတယ်နောက်တစ်ခုကစကိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြောပါဦးမယ်မနေ့ကလည်းစကိုင်းနဲ့ပတ်သက်ပြီးပြောတယ်တနေ့ကလည်းစကိုင်းနဲ့ပတ်သက်ပြီးပြောတယ်စကိုင်းမှာကဲစဲကူညီတွေလုံးဝဝင်ခွင့်မပေးပါဘူးသူတို့လည်းမကူပါဘူးပြည်သူလူထုက တေအောင်ဒီတိုင်းပြစ်ထားနေကြပါလေကျွန်တော်တို့ကူမဲ့လူတွေလူမဲ့လူတွေအစင်သိရှိပြီးသခိုင်းကိုဝင်ဖို့ကြိုးစားနေပေမဲ့ဖက်စစ်တပ်ဟာသခိုင်းကိုဝင်ခွင့်မပေးနေတဲ့အခြေအနေအများကြီးတွေ့နေရပါတယ်။ဒါမြန်မာနိုင်ငံကကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ကုညီကေဇယ်ကြီးအဖွဲ့တွေကိုလည်းပေးမွေနေတဲ့တိုင်းတွေအများကြီးရှိနေပါတယ်။အနီးဆက်ဆုံးဆိုရင်ထိုင်ဝမ် ကူညီကယ်ဆယ်ရေးအဖွဲ့ဟာလက်လျှော့လိုက်တယုန်နဲ့ရုရှားနဲ့အမြင်မကြည်နေတဲ့နိုင်ငံကကယ်ဆယ်ရေးအကူအညီဆိုရင်ပေးမဝင်ပါဘူး။ဒါဟာနိုင်ငံရေးအမျက်ထုတ်တာမဟုတ်လို့ဗာများလုပ်နေတာလေ။လူတွေကောင်းတွေကြားမှာအနိုင်ငံရေးအမျက်မထုတ်ကြပါနဲ့။ကြော်ကြဆိုကြတာလည်းကျွန်တော်တွေ့ပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်ဖက်စစ်တပ်ကတော့သူနဲ့အမြင်မကြည်နေတဲ့လူတွေ သူနဲ့တဲ့တဲ့တိုင်းပြည်တွေရဲ့တရုတ်နဲ့ရုရှားရဲ့အမြင်မကြည်နေတဲ့နိုင်ငံတွေရဲ့ကေဆေးရည်တွေပြေးမဝင်တယ်လို့လက်ရှိရောက်နေပါတယ်ဆိုတော့ရုရှားကေဆေးရည်အဖွဲ့နဲ့တရုတ်ကေဆေးရည်အဖွဲ့ဟာလေနေပြီးတော့စစ်ရုံးတခွင်နဲ့စစ်တပ်တန်ရာဝင်ကြီးဌာနဝန်တန်းချုပ်တွေဦးသားကေဆေးကူညီနေတာမှာပဲပြည်သူလူထုတဦးတယောက်ကိုမှကူညီနေတာကိုကျွန်တော်တို့တိတိကျကျခိုင်ခိုင်မာမာမတွေ့ရသေးတာဘူးကဘာကိုကျွန်တော်ဒီညကနေ အလေးနဲ့ဒါပြောချလို့ပါနောက်တစ်ခုကစကိုင်းကိုကျွန်တော်ထပ်ပြောစကိုင်းမှာကျေစေးလောက်တာနဲ့ပတ်သက်ပြီးစစ်တပ်ကမပိတ်ပါဘူးဆိုရင်ငင်းနေတဲ့ကောင်တွေကိုဒီညကတခါလေးပြောမယ်လာကြည့်လားလာကြည့်နောက်ပြီးတော့နောက်တစ်ချက်ကငင်းမှုချောင်းငင်းမှုမှာ PDF တွေကကယ်ဆယ်ရေးအဖွဲ့တွေကိုမိုင်းဆွဲပါတယ်ဆိုတဲ့သတင်းမှားတွေဖြန့်ပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ကတ်ဆိုးအမှောင်ဆုံးကာလကြီးမှာနိုင်ငံရေးအမျက်ထုတ်ယုံနေမှာကရန်သူကိုရန်သူတပွဲချိန်မုံရက်ဆက်ဖိနှိပ်ရုပ်မာနေတဲ့ချီချောင်းကိုထဲ့ပြောလိုပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ ਨੇ တိတိဆက်တွေ့တဲ့ကယ်ဆယ်ရေးအဖွဲ့တွေအဆောက်အအုံမှာပိတ်နေတဲ့လူတွေရှိလို့အကူအညီတောင်းလို့ကူညီဖို့တွားကြတယ် ထုံဆက်တွေပါတယ်လွှတ်ဆက်တွေပါတယ်ပစ္စည်းပြည့်စုံပါတယ်အရှင်ကလည်းသူ့အိမ်သားတွေကိုကယ်ကျင်နေရှာမယ်လို့ပြင်နေတော့ပြူစောထီတွေကဘရုခွင့်ပြုချက်နဲ့လာလာလေဆိုပြီးရဲနဲ့စစ်တပ်ကိုထတ်ခေါ်ပါရဲနဲ့စစ်တပ်ရောက်လာပြီးတော့ခွင့်ပြုချက်မရှိရင်အဆောက်အုံတွေကိုကူညီကယ်ဆယ်ရေးလောက်ခွင့်မပြုဘူးတဲ့ဟိုမှာတေမဲ့လူကတေတော့မယ်မြေအောက်မှာပြိနေတာ၃ရက်ကြီးခွင့်ပြုချက်ယူရမယ်ဘသူတွေလဲဘာတွေလဲဘယ်အဖွဲ့ကလဲလုံကြုံရေးရခွင့်ပြုချက်ယူရမယ် လူโซလာ PDL ပါညာပေါ့ဆိုတော့ကွန်ပျူတာသွားတောင်းမယ်ဆိုရင်လေသူတို့ကတိုက်ရိုက်ကွန်ပျူတာရဲ့ဘူးအထက်ကထတ်တင်ကြားရအောင်ပဲတိမဲလူကတေးပြီးပေါ့ဗျာအဲ့တော့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းသူတို့ရဲ့လုံခြုံရေးဖမ်းမယ်စီးမယ်ဆိုတာတွေတော့ပြန်လာခဲ့ပါတယ်ဂျေတန်နဲ့ရိတ်ခါလူလာတော့မရှိဘူးအဆောက်အအုံမှာပိတ်နေတဲ့လူတွေပိတ်မိနေတဲ့လူတွေကိန့်ဖို့ စစ်တပ်ရဲ့ရဲတွေပြူစောထိတွေကလုံးဝအရှာမခံဘူးတည်ရင်တည်ပြီးစီဆိုတဲ့အခြေအနေမျိုးပါမဟုတ်ဘူးလို့ညင်းတဲ့ကောင်ရှိရင်ဒီကနေ့တက်လာခဲ့ပါကြိုက်တဲ့အချိန်ကြိုက်လို့ပုံစံနဲ့လူငယ်ကြော်တဲ့စကားပြောလို့ရပါစစ်တပ်ဟာရက်ဆက်ရုပ်မာနေပါတယ်ပြည်သူကိုတစိမ့်စိမ့်တက်နေပါတယ်ဒီလိုဆွတ်ဆွဲပါတယ်အဲ့တော့တို့ပမာလူမျိုးတွေကိုလည်းကြုံလုံးစကားလေးထည့်ပြောရှင်းနေတယ် အဓိကတထိတ်တွေကြီးတွေပတ်စံရှိတဲ့လူတွေပေါ့ဗျာအခုကျွန်တော်တို့တဘာဝဘေးအန္တရာယ်ကြီးတွေဖြစ်တစ်တော့ဘော်ဒီမှာအဓိကတော့တစ်တော့ဘော်မှာတော့များတယ်ရွှေတွေတင်းနေအောင်ဝပြားကြတဲ့သူတွေရှိတယ်နော်မေးရွှေတွေဘရက်တွေအာမြင်မကောင်းဘူးဘာသူလဲကျွန်တော်နာမည်ထုတ်မပြောတော့ဘူးနော်ဟုတ်လား စိန်တွေတီးနေအောင်ဝေးပြီးအပြိုင်ဆိုင်ပွဲတတ်ကြအဲ့ဒီမှာစိန်နန်းတော်ကိုရွှေနန်းတော်ကိုဖွင့်ပေးတယ်သူတက်ကအပြိုင်ဆိုင်လူပြောက်တကာစင်ခွန်းကောင်မြင်းကိုကနော်လို့ရှင်ပြူတာလို့မလိုအပ်ပဲဘွယ်လူဂုံလူတွေနဲ့တတိတမတိမ်ကြီးဘွယ်လူလောက်ကြလောက်ကြအခုအရင်ကအသက်ကယ်ပစ္စည်းတစ်စုံတော်မရှိဘူးနီးပညာတော့အာယုံကန်ဆက်တစ်လုံးတော်မရှိဘူးဖျားတွေဒါအပြိုင်ဆိုင်တဲကြတာဗျာအရေးပေါ်နားခိုစရာတနည်းအားမှမရှိဘူး ကူညီခဲ့တဲ့လူငယ်တွေကတော့ကူညီရှာပါရဲ့ဖနှက်နဲ့အုတ်ထုတ်တော့မဆင်ပေးကြတဲ့လူတွေပါအကန့်နဲ့ရင်းပြီးကဲတင်ပေးချင်တာတော့လုံလောက်တဲ့မိပညာတွေခင်မီလောက်ဆောင်နေပြီလိလာဖို့အင်တာနက်ကိုဖြတ်ချတာတွေအချင်းချင်းသတင်းစကားမေးဖို့ဆက်သွယ်ဖို့တေဝါပြီလားစွန့်သွရမလားမေးဖို့ဖုန်းတော့ကောင်းကောင်းဆက်မရဘူးဒီလိုကိစ္စမျိုးတွေကိုကျွန်တော်တို့ပမာတစ်သေးပါဆိုတဲ့လူတွေ မလှူချင်ကြနာမည်ကြော်ချားမှုတွေကပီးတင်မှုတွေတာမှုတွေလုံလုံလောက်လောက်လိုချင်ကြတာဘူးဗျဒါရင်အားလုံးရဲ့ပြဿနာအရင်းမြစ်ဟာငွေကြေးရင်းမြစ်တွေကိုလွဲမားစွာအသုံးချခဲ့တာပဲဘာသာရေးသမားတွေကလည်းဖုံးကြီးတွေပေါ့ဗျာနောင်ဘဝဆိုတာကြီးနဲ့လက်ချီတုပ်ပြီးတော့ဒါနံဒါရိစဆိုပြီးဒါနဒါနဒါနလှူကြလှူကြပါ ညောင်စီလောက်လို့ညောင်ပင်ကြီးလောက်ရှာမယ်ဆိုပြီးဂျင်းထဲကြတယ်လူတန်းတွေကိုနောင်ဘောအတွက်လောဘအတွက်လှူခဲ့ကြတာတော်တော်များတယ်ဆိုတာကိုကျွန်တော်မိတ်ဆွေရဲဘော်တွေကပါခဲ့ရင်တတိယပေးပါမပါခဲ့ရင်တခြားဘူးပြောပြပေးပါတထေးကြီးတွေကြွယ်သီးတွေကျွန်တော်တို့နိုင်ငံမှာတထေးတကြွယ်တွေဟာနှစ်ပေါင်း900လောက်အတွင်းပြည်သူလူထုဘက်မှာဘယ်ကောင်းမှမရက်တည်ခဲ့ဘူးပါဘူး မမီတော့သူဥနာအောင်တယောက်ပဲပြည်သူလူကရက်တည်ပြီးတော့ဖက်စစ်တပ်ကိုခံတိုက်ခဲ့တော့ဖက်စစ်တော်ကနေချက်ကိုလို့နေဒီဘက်နောက်ပိုင်းခစ်တွေကဘယ်တတိသူတွေကမှပြည်သူလူလူပတ်မှာမမမမရက်တည်ပြီးတော့အောက်ချုပ်သူကိုမခုံးနဲ့ရှင်တိုက်ရဲတဲ့ကောင်တကောင်မှမပေါ်ပေါက်ခဲ့မပေါ်ပေါက်ခဲ့သူတို့ဟာသူတို့အနေချောင်ကြီးအစားချောင်ကြီးကိုဒါလောက်ကကြားပါလေ အဲ့တော့နောင်နှစ်တွေမှာနောင်ကာလတွေမှာရှင်မင်းတွေငလင်ပေးတွေမီးပေးတွေဘေးအမျိုးမျိုးတွေကလည်းမလာဘူးလို့မပြောနိုင်ဘူးဒီတိုင်းပြည်ရဲ့တင်ရန်ဇာတပျက်စီးမှုကဘာနှင်းမှတော့တိုက်တာလို့မရတော့ဘူးမိုးကုတ်ကကြောက်တွင်းနေကိုကြည့်တစ်တော့ပြုံးတိမှုဓာတ်တွေကိုကြည့်မြေရှားထုတ်လုပ်မှုတွေကိုကြည့်ဘတ်ပေါင်းစုံကစစ်တပ်ကစစ်တပ်အလျောက် တိုင်းသားလက်နက်ကင်တပ်ဖွဲ့ကြီးကလည်းတိုင်းသားလက်နက်ကင်တပ်ဖွဲ့ကြီးလျောက်အပြိုင်ဆိုင်ကုတ်အဖွဲ့အစည်းကုတ်အစုအဖွဲ့အကျိုးစီးပွားအတွက်လှုပ်ယူနေလိုက်ကြတာပုံများတာကတော့စစ်အာဏာရှင်အုပ်စုရဲ့လှုပ်ဆောင်ချက်ကတော့တရားရာဂိုင်းလုံးမှာ65ရာဂိုင်းလုံးလောက်မြန်မာနိုင်ငံရဲ့တန်ဇာတာများဖို့သူစစ်တပ်အကျိုးကိုကျိုးအတွက်ထုတ်ပြီးတုံးဆွဲခဲ့ကြတဲ့အတွက်ဆိုတော့ကပ်ဘေးဟာ ျော့သွားစရာမရှိပါဘူးထက်ပြီးတော့လာဖို့ပဲရှိပါတယ်အဲ့တော့အနာကမှာကျွန်တော်တို့ဘလို့လူလုံးကြမယ်နောက်နှစ်တွေမှာတဘာဝကပ်ပေးတင့်ခဲ့ရင်ရေဘော်ကေစီပစ္စည်းလူရာလုံလောက်တဲ့ကေစီရေးတွေတေကန်ဤတိုက်မှာညက်ပြီးတော့အသက်မထွက်သေးဘူးအဲ့အဲ့ဒီဟိုပြီးလာတဲ့ဟာကိုမဖို့လုံလောက်တဲ့ပစ္စည်းမရှိတာတွေဒါတွေကကျွန်တော်တို့အလက်ကိုလည်းရောက်လာနိုင်ပါလိမ့်အဲ့တော့ ဒီချိန်မှာပြောလို့လူမြတ်ကျော်ပြောလို့ဆက်သွားရင်တော့မတတ်နိုင်ဘူးအနာပြဲနေလို့ကျွန်တော်ကစေးထဲ့တာဘူးဗျအဲ့တော့ဘယ်ချိန်မှာပြောရင်လူတွေဘယ်ချိန်မှာမှပြောလို့မရဒီချိန်မှာမှပြောလို့နားရဲဝင်တာနော်အဲ့တော့အတိဉာဏ်ပညာနဲ့အနာဂတ်ကိုရှေ့ဆက်ကြဖို့ပြောချင်ပါတယ်ဗျာအခုဆိုရင်တော့လေကျွန်တော်နိုင်ငံသူနိုင်ငံသားအပေါင်းပါကျွန်တော်တိုင်းပြည်တွေကပြည်တွင်းကပါ ဖြူဖြူစိမ့်စိမ့်နီနီပြပြဝါဝါပေါ့ဗျာ။ဘာစစ်တပ်ကိုထောက်ခံသူတွေရောဘာအကုန်လုံးကိုကြည့်လိုက်ရင်အသိပညာဉာဏ်ပညာစင်ရှင်တို့တရားလုံးဝအနာဂတ်ကိုကြိုတင်တွက်ချက်တွေးဆတာမရှိဘူး။ကျန်တဲ့မရှိတဲ့စင်ရဲသားအခြေခံလူငန်းစားတတ်ကိုထား။ဟိုတနေ့ကဟိုတနေ့ကမဟုတ်ငလီမာပါသွားတဲ့ Sky Villa ကစိမ့်ဆိုင်ပိုင်ရှင်လူမျိုးတော်အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားတာမျိုး အသက်ငယ်ကိရိယာတွေအဆရှိတဲ့ဟာတွေ ဘာမှအဆင်သင့်မရှိတယ်လို့သူတို့ရောင်းကောင်းရင်သူတို့ချမ်းသာရေးကူတာဦးစားပေးပြီးအနာဂတ်တိုင်းပြည်အတွက်လည်းဘာမှစဉ်းစားထားဖို့မရကြတော့တွေ့ရအဲ့တော့စင်းရတဲ့တိုင်းပြည်မှာနိုင်ငံကျော်ဘီလီယံနဲ့ချီတဲ့ချမ်းသာနေတာဟာရာဇဝမှုမြောက်တယ်ဆိုတာကိုလည်းသိစီချင်းပါတယ်ဒီအခြေအနေတွေနဲ့အတူဒီကနေ့မှာဖက်စစ်တပ်ဟာ ရှင်ယုံကျုပ်အပါဝင်ပေါ့နော်ဒီနေပြီးတော့တခွေဆုံးရှုံးမှုတော်တော်ကြီးမားပါတယ်လို့ကျွန်တော်တို့သိရပါတယ်ဖစစ်တဲ့ရဲ့ရှင်ယုံကျုပ်ကအစည်းအဝေးလုံးလုံးမရလောက်အောင်ကိုပျက်စီးသွားတယ်နိုင်ငံရေးဝန်ကြီးဌာနယုံပျက်စီးတယ်အချားပေါ့နော်အပျက်စီးတွေကိုစစ်တပ်ကလုံးဝတရင်မြုပ်ထားပြီးနေပြီးတော့လိုင်းကူပါပြိုကျလို့ရုရှားတပ်ကယ်ဆယ်ရေးတွေကိုကူညီကိုင်းတယ်လို့ကျွန်တော်တို့ အကြံဉာဏ်သိနေရပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေပြည်တော်ရဲ့အခြေအနေကိုသတင်းထုတ်ပြန်မှုလုံးဝမလုပ်ဘူးမောင်နေပြည်တော်မှာဘယ်နှစ်ယောက်သေးတယ်ဘာဖြစ်တယ်စစ်တပ်ဟာဒီသတင်းကိုလုံးဝအမှောင်ချတာလားဟာတိုင်းပြည်ပြည်သားတွေကိုတတ်နေတာ ਨੇ အတူတူပါပဲ။ဘယ်နေရာမှာဘာဖြစ်လို့ဘလို့ကာဝယ်ရမှန်းကိုဘလို့မှလုံးမရအောင်။အဲ့တော့ကျွန်တော်တို့နေပြည်တော်မှာဘာတွေဖြစ်လဲဆိုတာမျိုးကျွန်တော်တို့လိုက်လေ့လာကြည့်တော့ ုံဒီကနေ့ဆိုရင်ဒီစစ်ကောင်းဆောင်ဒီစိုးဝင်းပေါ့လမကြောင့်စိုးဝင်းရဲ့အစည်းအဝေးတစ်ခုကိုကျွန်တော်တို့တွေ့ရပါတယ်တလဘတ်ကာပြီးအဲဒီလုံနေရတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲထပ်ပြီးတော့သတင်းလိုက်ကြည့်တော့စေယုံချုပ်ပြီးပြိုကျတယ်အဲဆိုတာမျိုးကြားရတယ်တမရအိမ်တော်အပါအဝင်နေပြီးတော့စေယုံဝန်ကြီးဌာနရုံးပြီးပြိုကျပျက်စီးတယ်လို့အကြမ်းမြင့်တော့သိနေရတယ်ဒါပေမဲ့လုံးဝသတင်းမထုတ်ပြန်ဘူး နိုင်ငံရေးဝန်ကြီးဌာနဆိုရင်လက်ရှိဇွန်းနေပြောနေတဲ့အချိန်မှာဒီစိုင်းဘုတ်ကိုနောက်ကန်ထားပြီးအပြင်မှာထွက်ပြောနေတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မို့နေပြည်တော်ရဲ့ပျက်စီးမှုကတော့အင်မတန်များပြားတယ်။ဒါပေမဲ့ဖက်စစ်တပ်စစ်တပ်ဆိုတာနံပါတ်1ကလုံခြုံရေးပါ။သူတို့အများအားတွေ့တာသူတို့ လုံခြုံရေးပါ။ခင်ဗျားခင်ဗျားကဘာပြက်ပြက်ကဘာကြီးနှချမ်းမဲ့ကွက်ကွက်ကဘာတစ်ခုလုံးစကြဝဠာကပြက်ဝဲသောသောစစ်တပ်ကတွေးတာလုံခြုံရေးဟာပထမပါ။ ဘာပဲဖြစ်ဖြစ်အဲ့တော့သူတို့လုံခြုံရေးရပြည်သူသေးတာတွေယူနစ်တာတွေပြည်သူအိမ်တွေပြက်တာတွေပြည်သူလူသေးတာတွေကိုသူတို့စိတ်ဝင်စားပါဘူးစိတ်ဝင်စားတာကတော့သူတို့လုံခြုံရေးအတွက်နေပြီးတော့မှဖြစ်စဉ်တစွန်းတစတော့ကြောင်းနေပြီးတော့တရင်ကိုမကြားရဘူးနေပြီးတော့ပြည်ကြီးစုံချုံမှုအင်မတန်ကြီးနေတယ်လို့ကျွန်တော်ကြားရတယ်အစိုးရအဖွဲ့ဝင်ဝင်ကြီးယုံနေတယ်နေပြီးတော့ဥပပါတနိကဇေဒီပါ ကြီးတော့ပြုတ်ကြရဆိုတဲ့သတင်းကိုကြားရတယ်။ဒါပေမဲ့လုံးဝဘာသတင်းမှမထုတ်ပြန်ပဲအခြားသတင်းတွေကိုလက်ပတ်လူမြင်ကောင်းအောင်ထုတ်ပြန်တယ်။နေပြီးတော့တခွေမှစစ်သားနဲ့ဝန်ထမ်းတွေကိုသာလိုက်လံတွေးဆအားပေးတယ်။သူ့လူသူအားပေးတာရှင်းတယ်။ဒါနိုင်ငံရေးအမျက်ထုတ်ပြီးတော့စီယုံရေးဆင်းနေတာပါ။ဒါပေမဲ့ကိုလူတွေကတော့နှလုံးသားကြီးပါတယ်။ဒါချင်းစန္နာမှုရဘာလို့မဆိုကူရမယ်။ဒါအင်မတန်ကိုလေးစားချီးကျူးရမယ်စိတ်သက်ဖြစ်ပါတယ်။ နောက်တစ်ချိန်တိုက်ပြီးအနာဂတ်အတွက်စိတ်ချရမယ်ဗျာအဲ့တော့တိုက်ရင်နဲ့ကူကြပါဖစစ်တပ်ဟာစစ်ကိုစစ်နဲ့တူအောင်တိုက်တဲ့အတွက်ကိုလူတွေကစစ်သွားမတိုက်ရင်တော့တော်ပြီးစစ်မတိုက်ရင်ကိုကိုကိုခုကံကာကွယ်ဖို့အတွက်ပြင်ဆင်ထားကြပါဘာကြောင့်လဲဆိုတော့ဒီကနေ့ပဲလင်းညာနေတဲ့ဒီကနေ့ထိဘုံကျဲနေတော့ပါပဲလို့ပြောရင် ဖက်စစ်တရဲ့လိန်ညာမှုတွေကိုတိတိကြီးနဲ့ချက်အလိမ်မခံပါဘူးဒီညာတော့ဟဲ့အလုံးကျေးဇူးတင်ပါ